စကောင်းဆောင်ရဲ့တရုတ်ခီးစင်မှာစကောင်းဆောင်နဲ့တူဗိုလ်ချုပ်ကြီးရဲဝင်ဦးဗိုလ်ချုပ်ကြီးကျော်စွာလင်းဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေဗိုလ်ချုပ်စော်မင်းထွန်းနဲ့ဒုတိယဗိုလ်မှူးကြီးကျော်စောရဲတို့လိုက်ပါခွင့်ရခဲ့ကြပါလေဒီထဲမှာဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာနောင်မှာကာကွယ်ဦးစီးချုပ်ဖြစ်လာဖို့ရေပန်းစားနေသူဖြစ်ပါတယ်ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ဆွေကကာကွယ်ပစ္စည်းထုတ်လုပ်ရေးရာရှိချုပ်ဖြစ်ပြီးဒုတိယဗိုလ်မှူးကြီးကျော်စောရဲကစစ်ကောင်းဆောင်ရဲ့အနီးကပ်အကြံပေးတူဖြစ်ပါတယ် သူတို့ကိုတရုတ်နိုင်ငံခေါ်သွားပြီးတရုတ်ခေါင်းဆောင်တွေနဲ့တွေ့ချိန်မှာပွဲထုတ်ခဲ့ခြင်းဟာဆွေပြမျိုးပြမိတ်ဆက်ပေးတဲ့သဘောလို့ယူဆနိုင်ပါတယ်။အခုလိုအရေးကြီးတဲ့ခီးစဉ်တွေမှာသူနဲ့အပတ်စဉ်များစွာကွာဟတဲ့ဂျူနီယာဗိုလ်ချုပ်တွေကိုစစ်ကောင်းဆောင်ကခေါ်သွားတာလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းဗိုလ်ချုပ်ကြီးကြော်စွာလည်းဥဆောင်မဲ့စတုထမျိုးဆက်တက်မတော်အရာရှိတွေရဲ့လုတ်ပိုင်ခွင့်နဲ့အခန်းကဏ္ဍကျေပြန့်လာနိုင်တာကိုမိမောင်းထိုးနေပါတယ်။